TikTok မှာကိုယ့်ရဲ့ချစ်သူနာမည်ကိုစိတ်ကြိုက်နာမည်လှလှလေးကျွန်တော်တို့ပေးလို့ရနေပါပြီနာမည်ဘယ်လိုပေးရလဲဆိုတာကိုဒီဗီဒီယိုလေးမှာအားလုံးအတွက်ကျွန်တော်ကနေပြီးတော့မျှော်ပေးပါမယ်ခင်ဗျပထမဆုံးကျွန်တော်တို့ကကိုယ့်ရဲ့ TikTok account ထဲက friendly ထဲကိုဝင်ပေးပါ friendly ထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ချစ်သူတို့မဟုတ်ကိုအရန်ခင်တဲ့တငယ်ချင်းတွေပေါ့နော်အဲ့လိုတငယ်ချင်းတွေကိုကျွန်တော်တို့ကနာမည်အလှလေးချစ်စနုံးနဲ့နာမည်အလှလေးပေးမယ်ဆိုလို့ရှိရင်သူ့ရဲ့ account ကိုတစ်ချက်ရွေးပြီးတော့ရှာပေးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာကျွန်တော် အရန်ချိရတဲ့လူတယောက်ကိုကျွန်တော်နိုင်ပြီးတော့သူ့ရဲ့နာမည်လေးကိုနာမည်အလှလေးကျွန်တော်ပေးပေးမယ်အဲ့တော့သူ့ရဲ့အကောက်ကညာဘက်ထိတ်ဆုံးကအဆက်လေး30ရှိတယ်အဲ့အဆက်ကလေး30ကိုကျွန်တော်တို့ချက်နှိပ်ပေးပါဆက်လေး30ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ဒီစာလေးအပေါ်ဆုံးကစာလေးပေါ့နော် customize name ဆိုတာကကျွန်တော်တို့စိတ်ကြိုက်လုပ်ပါပေါ့နော်စိတ်ကြိုက်လုပ်ပါဆိုတော့ကိုယ့်ရဲ့ချစ်သူနာမည်ကိုကျွန်တော်တို့ကနေပြီးတော့နာမည်ပေါ့နော် chestnut လေးနဲ့ကျွန်တော်တို့ကနာမည်လှလှလေးတွေပေးမယ် ဲ့ဒါလေးချစ်စနုံးနဲ့နာမည်ပေးမယ်နာမည်အပြောင်လေးတွေပေးမယ်ပေါ့နော်အဲ့လိုမျိုးလေးလုံးလို့ရအဲ့တော့ကျွန်တော်က i customer name လေးကိုကျွန်တော်ကဒီမှာလေးတစ်ချက်နှိပ်လိုက်တယ်ပေါ့နော်နှိပ်ပြီးလို့ရှိရင်ဒီနားလေးမှာကိုပေးပြင်တဲ့နာမည်ကိုချစ်စနုံးလေးနဲ့နာမည်ကိုပေးလိုက်ပေါ့နော်တော့ကျွန်တော်ဒီနားလေးမှာနာမည်လေးတစ်ခုကိုကျွန်တော်ပေးလိုက်မယ် မိတ်ဆွေတို့ကလည်းကိုပေးချင်တဲ့နာမည်ပေါ့နော်ကိုစိတ်ကြိုက်နာမည်ကိုရဲ့ချစ်သူကောင်းလေးတွေရောကောင်းမလေးတွေရောကိုရဲ့ရင်းနှီးဆုံးမိတ်ဆွေတငယ်ချင်းတွေကိုနာမည်အပြောင်အပြက်ကလေးတွေလည်းပေးလို့ရတယ်ပြီးတော့ကိုရဲ့မိသားစုဝင်တွေကိုလည်းအဲ့လိုမျိုးပေးလို့ရတယ်အဲ့လိုပေးထားတဲ့နာမည်ကိုကိုတယောက်တည်းကလွဲလို့ဘယ်သူမှမတွေ့ရဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးလေးကိုစိတ်ကြိုက်နာမည်ပေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနာလေးကစိတ်ခလုတ်ကိုကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့စိတ်ခလုတ်ကိုနှိမ့်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ချစ်သူနာမည်လေးကဒီလိုမျိုးလေးနာမည်အလှလေးဖြစ်သွားပြီ။အဲ့တော့ ကိုယ့်ရဲ့ချစ်သူနာမည်မှမဟုတ်တခြားသောသူရဲ့နာမည်တွေလည်းကျွန်တော်တို့ကအဲ့လိုမျိုးလေးစစ်စနိုးနဲ့နာမည် short name လေးတွေအဲ့လိုပေးလို့ရရအောင်နော်မြန်မာလိုရောအင်္ဂလိပ်လိုရောအဲ့တော့ကျွန်တော်တို့ကအဲ့ဒီနာမည်ကိုကျွန်တော်တို့ကသဘောမကျတော့ဘူးပြန်ဖျောက်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုဖျောက်ရမှာလဲဆိုတာလည်းတစ်ဆက်ထဲမှာပဲကျွန်တော်ပြန်ပြောပြပေးပါတော့။အဲ့တော့စောနာနှိပ်ထားတဲ့ညာဘက်ကထိတ်ဆုံးကအဆက်ကလေး30ကိုပဲကျွန်တော်တို့ကပြန်ပြီးတော့နှိပ်ပေးပါ။နှိပ်ပြီးလို့ရှိရင်ဒီနာလေးပါရှိနေတဲ့ active name ဆိုတာရှိတယ်။အဲ့တော့ active name မှာကိုယ့်ရဲ့ချစ်သူကိုဒီလိုမျိုးလေးနာမည် short name လေးကိုကလှလှလေးပေးပြီးပြီဆိုရင်ကျွန်တော်ကအဲ့ဒီနာမည်ကိုကျွန်တော်တို့ကနေပြီးတော့ ပြန်ပြီးတော့ပြန်ဖြတ်ပေးလိုက်အရှင်းအကုန်လုံးဘာမှမရှိအောင်ဖြတ်ဖြတ်ပြီးလို့ရှိရင် update ဆိုတာကိုပြန်နှိပ်လိုက်နှိပ်လိုက်ပြီဆိုရင်ကိုယ့်ရဲ့ချစ်သူနာမည်ကမူရင်းနာမည်ပြန်ပြီးတော့ဖြတ်သွားပြီပေါ့နော်အဲ့တော့ ကိုက TikTok account မှာကိုရဲ့ချစ်သူနာမည်ကိုကျွန်တော်တို့ကနာမည်အလှလီပေးမယ်ပေးပြီးလို့ရှိရင်မကြိုက်ဘူးပြန်ဖြတ်ချင်တယ်ဆိုရင်ဒီနည်းနဲ့ကျွန်တော်တို့ကဖြတ်လို့ရတယ်အဲ့တော့တလက်စာရဲ့ကျွန်တော်တို့ကနေပြီးတော့နော်ကိုရဲ့ချစ်သူဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်သူ့ရဲ့ account ကဘာ post တင်တင်သူ like ပဲလွှင့်လက်ကိုကအရင်ဆုံးသိရအောင်လုပ်တဲ့နည်းလေးပါကျွန်တော်ကဒီ video လေးမှာထပ်ပြီးတော့မျှော်ပေးပါမယ်အဲ့တော့ခုနလိုပဲအဆက်ကလေး30ကိုကိုရဲ့ချစ်သူအကောင့်ရဲ့ဒီဘက်ညာဘက်ထုတ်က အဆက်ကလေး30ကိုနှိပ်နှိပ်ပြီးလို့ရှိရင် notification setting ဆိုတာရှိတယ်အဲ့ထဲကိုကျွန်တော်တို့ကထပ်ပြီးတော့ဝင်ပေးပါ notification setting မှာကျွန်တော်တို့ကနေပြီးတော့ဒီလိုမျိုးလေးပေါ့เนาะနှိပ်လိုက်ပြီးဆိုရင်ပေါ်လာတဲ့ခါမျိုးမှာကျွန်တော်တို့ကနေပြီးတော့ကိုယ့်ရဲ့ချစ်သူဘာပို့တင်တင်ကိုကအရင်ဆုံးသိရအောင်မြင်အောင်ကိုယ့်စီကိုတန်းပြီးတော့သူ့ရဲ့ဗီဒီယိုမြင်လာအောင်ကျွန်တော်လုပ်မယ်ဆိုရင်အပေါ်ဆုံးက all နှိပ်လိုက် ီးလို့ရှိရင်ကိုယ့်ရဲ့ချစ်သူက live လွှင့်နေရဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးသိရအောင်မြင်အောင်ဆိုပြီးတော့အဲ့တော့အောက်က live video ဆိုရအောင်တယ်မှာလဲ all ဆိုတဲ့ဟာလေးကိုကျွန်တော်ပြောင်းပြီးနှိမ့်လိုက်အဲ့ဆိုရင်ကိုယ့်ရဲ့ချစ်သူလှုပ်ရှားမှုမှန်သမျှ video တွေ live တွေကကိုယ့်စီကိုအရင်ဆုံးပေါ်လာမှာပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့ဒါရွေးပေးရဆိုရင်ကိုယ့်ရဲ့ချစ်သူမှမဟုတ်ကိုယ့်ရဲ့အချစ်ဆုံးအခင်ဆုံးယဉ်နီးဆုံးမိတ်ဆွေတွေကိုကျွန်တော်တို့ကဒီလိုမျိုးလေးကျွန်တော်တို့ကလှုပ်ထားပြီးလို့ရပါတယ်နော် အဲ့တော့ကျွန်တော်တို့က notification နဲ့ပတ်သက်လို့ရှိရင် setting တွေကိုဆက်သွားပြီးတော့လုပ်ဖို့လဲကျွန်တော်ပြောပြဦးမယ်ပေါ့နော်ဒါကတော့ကိုယ်နဲ့ပတ်သက်တဲ့ဥစ္စာကိုယ့်ရဲ့ TikTok account မှာကို့မှာဒီလိုအကောက်ပြင်တခြားသောအကောက်တွေရှိရင်တခြားသောအကောက်က notification တွေကိုယ့်ရဲ့အကောက်ကိုဝင်စေခြင်းနဲ့ဆိုရင်ညာဘက်ထိတ်ဆုံးကမြင်းကြောင်းလေးတုံးချောင်းနှိပ်ပြီးလို့ရှိရင် setting ရဲ့ privacy ကိုနှိပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာရှိနေတဲ့ notification ဆိုတာရှိရဲ notification ဆိုတဲ့ဟာလေးကိုကျွန်တော်တခြားနှိပ်လိုက်ပြီးဆိုလို့ရှိရင်ဟိုးအောက်ဆုံးကိုကျွန်တော်လက်ကလေးနဲ့ဆွဲ notification from you are other tiktok account ဆိုတာဒီကိုကျွန်တော်တို့ကခလုံးလေးဖွင့်ပေးလိုက်ပြီဆိုရင်ကိုယ့်ရဲ့တခြားသော tiktok account ကဘာ noti ဝင်ဝင်ကျွန်တော်တို့သိရမှာဖြစ်ပါတယ်ဒီနီးလေးကတကယ်ကိုတန်ဖိုးရှိရနီးလေးဖြစ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်